အားလုံးမင်္ဂလာပါရောက်ရှိလာတဲ့မကြခင် ရောက်ရှိလာတော့မယ်တပေါင်းလာပြည့်နေ့ဖြစ်တဲ့လာဘက်ကပြည့်တဲ့နေ့ဖြစ်တဲ့မတ်လ14ရက်နေ့ကနေเนาะနောက်ထပ်တကူးလာပြည့် မတိုင်ခင်အထိတလတာ အချိန်ကာလမှာပေါ်ပေါက်လာမယ်နော်အမည်နာမပိုင်ရှင်တွေ အတွက်ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ် အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုတဲ့နေရာမှာနေနိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်နော်အခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုတဲ့ဟာတွေဟာအမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်အဲ့ဒါလေးကိုနားလည်ပေးပါအမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကို အဖွင့်ပေးထားလဲဆိုတာကိုနော်စဉ်းစားပြီးတော့အခုဟောမယ့် နာမည်တွေနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာ ဖြစ်ပါတယ်နော်ဥပမာအဲအောင်ဝင်းဆိုရင်သူ့အတူပါနေတာပဲဖြစ်ဖြစ်တနင်းငွေနွေနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ရမယ်နော်နောက်တစ်ခါဟောနော်ဟိုဖြူဖြူဆိုရင်သူဒီတနင်းငွေသမီးပဲဖြစ်နေအောင်တော့ကြာတာပရိနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ပေးရမှာဖြစ်ပါတယ်ကဲစပြောပါတော့မယ်နော် အင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေအင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာစာလုံးစာလိန်စာကွဲစာမင်ဆွဲညပေါ့နော်ဒါတွေနဲ့အစပြုတဲ့အမိပိုင်ရှင်တွေပါငွေအစုလိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်တဲ့အရန်ကိုဝမ်းသာစရာကောင်းတယ်နော်အကျိုးကျေးဇူးလေးကိုခံစားရမှာဖြစ်ပါတယ်ငွေအစုလိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်မိသားစုကိုအကြောင်းပြုပြီးစိတ်ဖူပန်မှုတွေတော့ပေါ်စေရတတ်ပါတယ်တဲ့ အတိုက်ခံစကားပြောပြီးဖြည့်ရှင်းရမယ့်ကိစ္စတွေနော်အဲ့ဒီကိစ္စမျိုးတွေကိုတော့ဒီလထဲမှာရှောင်းပါဘာကြောင့်လဲဆိုတော့အဲ့လိုအတိုက်ခံစကားပြောပြီးတော့မှအောင်မြင်မှုယူရမယ့်ကိစ္စရက်တွေမှာတော့အောင်မြင်မှုမထင်ရှားနိုင်ဘူးလို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီလိုအတိုက်ခံစကားပြောရမယ့်ကိစ္စတွေပေါ်ခဲ့ရင်တော့ရှောင်းပေးပါလို့နော်ဒီလိုလေးဟောချင်ပါတယ်နောက်တစ်ခါကိုပိုင်းစီးပွားလုပ်ငန်းလုပ်တဲ့လူတွေဟာဒီ ပတ်ဆံကတော့ငါ့အတွက်ပြန်ရစရာမရှိတော့ဘူးဒီပစ္စည်းကတော့ငါ့အတွက်ရောင်းမထွက်တော့ဘူးလို့ sorry အဆုံးတွက်ထားတဲ့နော်ပစ္စည်းငွေချေးအဲ့ဒီတန်ဖိုးတွေဟာနော်မိမိအတွက်အကျိုးအမြတ်အဖြစ်နဲ့ပြောင်းလဲပြီးမိမိရှိကို ရောက်ရှိလာစေနိုင်တဲ့ကာလလည်းဖြစ်တယ်လို့တွေ့ရတယ်ဆိုလိုတာကနော် ရှုံးပြီလို့ယူဆရတဲ့ကုန်ပစ္စည်းတွေကနေအမျက်ဖြစ်လာနိုင်တယ်။မရနိုင်တော့ဘူးလို့ယူဆထားတဲ့ပတ်စံတွေကနေမိမိရှိကုန်။အဲ့ဒီပတ်စံတွေပြန်ဝင်လာနိုင်ပါတယ်။ဒါကောင်းသောနော်အဟောကောင်းသောကံတရားပေါ့။နော်နောက်တစ်ခါပညာရေးနဲ့ဆိုင်တဲ့ဂျိုးပန်မှုတွေကနေအကူအညီထောက်ပံ့နေရမယ်။ဥပမာပညာရေးနဲ့သက်ဆိုင်တဲ့နော်ဆရာသမားအကူအညီထောက်ပံ့ငွေကြေးနဲ့သက်ဆိုင်တဲ့အကူအညီထောက်ပံ့ နော်နိုင်ငံတော်နဲ့ပတ်သက်တဲ့အခြေအကျတွေရဲ့ထောက်ခံချက်အကူအညီထောက်ပံ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကောင်းချိုးဖြစ်ရရှိမဲ့ကာလဖြစ်တယ်လို့ဖော်ပြထားပါတယ်။နောက်တိုးပေါ်ရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့အနှဲငယ်ခက်ခဲမှုနဲ့ကြုံရတတ်တယ်၊ကြံ့ကြာမှုတွေဖြစ်မယ်၊လိုအပ်ချက်တွေများစေတတ်တဲ့ကာလလို့ဖော်ပြပါတယ်။နော်အင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေကတော့အချစ်ရေးမှာညနာစမ်းပွင့်မှာဖြစ်ပါတယ်။ချစ်သူရှိပြီးသားသူလည်းပဲ နောက်ထပ်မိမိကိုနှစ်သက်လာတဲ့သူเนาะမိမိကိုစိတ်ဝင်စားတဲ့သူတွေပေါ်ပေါက်လာစေတတ်တဲ့ကာလလို့ဖော်ပြပါတယ်။အိမ်အောင်ရေးအိမ်အောင်တွေအတွက်တော့အိမ်အောင်ရေးကောင်းမွန်ပါတယ်။ဒါပေမဲ့သတိထားစရာကမိမိရဲ့အိမ်အောင်ရေးအတွင်းရေးတွေကိုပတ်ဝန်းကျင်နဲ့ဆွေးနွေးတိုင်းပင်တာကိုရှောင်ရမယ်။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ကြောင့်เนาะစိတ်ကတိကအောင်အိမ်အောင်ရေးမှာဖြစ်ပေါ်စေရတတ်ပါတယ်။ ကျမ်းမာရေးအရတော့လေချောင်းနာတာအဆုပ်အေးမိတာတွေဖြစ်ပေါ်တတ်လို့သတိပြုရမှာဖြစ်ပါတယ်။ကုသိုလ်ပြုရမယ်အစီအစဉ်နေနဲ့တော့မြေပန်းအိုးတစ်လုံးမှာဇီဇဝါညော့ငါးညော့ကိုပြင်ပြီးတော့တလတာလုံးเนาะမိမိအိမ်ဖျားကြောင်းတော်မှာမညိုးတန်းလဲလဲပြီးဖျားရှင်ကိုအာယုံပြုပြီးပို့ဆောင်ပေးသွားဖို့ဖြစ်ပါတယ်။